ားလုံးပဲမင်္ဂလာပါခင်ဗျာ Happy Life Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ channel လေးကို subscribe လုပ်ရသေးရင် subscribe button လေးကိုနှိပ်ပြထားခဲ့ဖို့နဲ့အတိတ်တွေနိုင်သိအောင်လဲ notification bell လေးကိုနှိပ်ပြထားခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာဒီ video လေးထဲမှာတော့သပင်ပါတဲ့သူတွေသပင်ကျွတ်တဲ့သူတွေနဲ့သပင်မပေါက်တဲ့သူတွေအတွက်ဆောင်ရန်ရှောင်ရန်ဘ ഹു တုတ္တတွေစီဝါတွေအကြောင်းနဲ့ခိမိကုတ္တနီတွေအကြောင်းကို ပြည့်ပြည့်စုံစုံတင်ဆက်ပြီးတော့မှမို့ဗီဒီယိုလေးကိုအစောတိကြည့်ရှုပေးကြပါလို့တောင်းဆိုပါရစေခင်ဗျာဒီကေတော့ဒီကိစ္စကလူတော်တော်များများခံစားနေရတဲ့စိတ်ဒုက္ခတစ်ခုပါပဲသူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာသာမကပဲစိတ်ပိုင်းဆိုင်ရာကိုပါတော်တော်လေးထိခိုက်စေပါတယ်ပထမအချက်ကဘာလဲဆိုတော့လေမှန်ထဲမှာနေ့တိုင်းသပင်းနေပါပြီးထိပ်ပြောင်လာတာကိုမြင်နေရတာပဲအဲ့ဒါကကိုယ့်ကိုယုံကြည်မှုတစ်ဖြည်းဖြည်းရောကြလာစေတယ် စပင်စတိုင်မျိုးစုံလုံးလုံးမရတော့ဘူးဆိုတဲ့အသီးကလည်းစိတ်ထဲမှာဖိအားတစ်ခုလိုဖြစ်လာရောဒုတိယအချက်ကတော့လူကြားထဲမှာသွားတဲ့အခါကို့စပင်ကိုလူတွေသတိထားမိမှာတမျိုးမြင်မှလားဆိုတဲ့စိုးရိမ်စိတ်လေးအဲ့ဒီအခါလူတွေနဲ့မတွေ့ချင်းလူတွေနဲ့မဆက်ဆံချင်းတော့ဘူးဖြစ်လာတယ်အုတ်ထုတ်ဆောင်းထားပြီးဖုံးထားလို့တော့ရပါမယ်ဒါကရေရှည်ယုံကြည်မှုအတွက်တော့အပြည့်မဟုတ်ဘူးဆိုတာပို့ပို့ပြီးသိတာလာတယ် နောက်ဆုံးတစ်ချက်အနေနဲ့ကတော့လေဒီလိုကိုယ့်ကိုယုံကြည်မှုကြာဆင်းလာတာကကြီးစားထားတာတို့လိုကိုကြီးကိုတာကိစ္စတွေအထိတက်ရောက်လာတာပေါ့အထီးကျန်တယ်လို့ခန်းစားရစီပြီးတော့ကိုယ့်အသက်ပိုရင်းနေပြီလားဆိုတဲ့အတွေ့အကြုံကနေ့စဉ်ဘဝမှာတကယ်ကိုစိတ်ဖြစ်စီမှုဝန်တို့ဝန်ပိုးကြီးဖြစ်လာစေပါတယ်သဘင်ကျွတ်တယ်ဆိုတာကလူတယောက်ရဲ့ရုပ်ပိုင်းဆိုင်ရာသာမကပဲစိတ်ပိုင်းဆိုင်ရာကိုပါနက်နက်ရှိုင်းရှိုင်းထိခိုက်စေနိုင်တဲ့ကိစ္စတစ်ခုပါပဲ။ ပထမအဦးဆုံးအမျိုးသားရိဘာကြောင့်စမင်ကျွကြသလဲဆိုတဲ့အဓိကအကြောင်းရင်းတွေကိုလေ့လာကြည့်လိုက်ကြရအောင်ညာအကြောင်းရင်းနေပြီးတော့ဖြစ်ရှင်းရပို့ပြီးတော့လွယ်ကူတာပေါ့ပထမဆုံးနဲ့အရေးကြီးဆုံးအချက်ကမျိုးရိုးဗီဇာနဲ့ဟော်မုန်းဆိုတာပါပဲဟုတ်ပါတယ်ကိုယ့်ရဲ့အဖေတို့ကိုယ့်ရဲ့အဖိုးတို့သဘင်ပါခဲ့ကြရင်ကို့မှာလည်းဖြစ်နိုင်ကြီးပိုများတာပေါ့နော်အဓိကကသဘင်ကျွတ်ချင်းကိုဖြစ်စေတဲ့ဟော်မုန်းကလည်း dihydrotestosterone အတူကောက်ကတော့ DHT လို့ခေါ်ပြီးတော့ဒီဟော်မုန်းကသပင်းအိတ်တွေကိုကျုံသွားစေပြီးတော့နောက်ဆုံးမှာသပင်းမပေါက်နိုင်တော့တဲ့အထိဖြစ်သွားရောမျိုးရိုးနဲ့ဟော်မုန်းပြင်တခြားဖြစ်နိုင်တဲ့အကြောင်းရင်းတွေကလည်းရှိပါသေးတယ်နောက်တစ်ခုကတော့လေစိတ်ဖိစီးမှုများတာမျိုးပေါ့နော်ဒါကလည်းသပင်းကျွတ်စေနိုင်ပါတယ်ပြီးတော့အာဟာရစားတော့တာအာဟာရမပြည့်ဝရင်လည်းတဲ့ရောက်မှုရှိတာပဲလေ တချို့ကျမ်းမာရေးပြဿနာတွေနဲ့တောက်နေရတဲ့စီးပွားရေးကြောင့်လည်းသပင်ကျွတ်နိုင်ပါသေးတယ်။ဆိုတော့မျိုးသားတွေသပင်ကျွတ်လာကမျိုးယိုဟော်မုန်းအာဟာရစိတ်ဖိစီးမှုနဲ့ကျန်းမာရေးစတဲ့အကြောင်းမျိုးစုံပေါင်းစုံနေတယ်ဆိုတာပါပဲ။သပင်ကျွတ်တာကစိတ်ရှုပ်เสียကောင်းပေမဲ့ခုခေတ်မှာတော့ခင်မိတဲ့ကုသနည်းတွေပေါ်ပေါက်နေပြီဆိုတော့အားမငယ်ကြပါနဲ့နော်။လိန်စည်းတွေတောက်စည်းတွေပြီးတော့ အလင်းရောင်ကုထုံးလို့ကုသနည်းတွေကသပင်ကျွတ်တာကိုတကယ်ထိရောက်နိုင်နေဆိုတာပါပဲ။မနောက်ဆီဒယ်ဆိုတဲ့လင်းစည်းတစ်မျိုးသူကအရေးပုံစံနဲ့လာပြီးတော့ခေါင်းရဲ့ဥယျာဉ်ပြားပေါ်မှာဓာတ်ရိုက်လင်းပေးရတာမျိုးပါ။ဒါကသပင်အိတ်တွေကိုလှုံ့ဆော်ပေးပြီးတော့သွေးလက်ပတ်မှုကိုကောင်းစေလို့သပင်ပြန်ပေါက်ဖို့ကူညီပေးပါတယ်။ဒီလင်းစည်းကအမျိုးသားရောအမျိုးသမီးရောသုံးစွဲလို့ရပါတယ်။တနေ့ကို မနေ့တစ်ကြိမ် ညက်တစ်ကြိမ်ပုံမှန်လိမ့်ပေးဖို့လိုအပ်ပါတယ်။လေးလားလောက်စက်တိုက်သုံးဆွဲပေးဖို့လည်းလိုအပ်ပါတယ်။ဒါမှသာတိတာတဲ့အကျိုးရလက်ကိုခန်းစားရမှာဖြစ်ပါတယ်။နောက်တဲ့ဆေးတစ်မျိုးကတော့တောက်ဆေးပါ။သူက finasteride လို့ခေါ်တယ်။ယောက်ျားလေးပဲသုံးဆွဲလို့ရပါတယ်။စပင်ကျွတ်စီတဲ့ DHG ဟော်မုန်းကိုထိန်းချုပ်ပေးတာကြောင့်စပင်ကျွတ်နှုံးကိုလျှော့ချပေးနိုင်ပါတယ်။စပင်ကိုလည်းပို့ပြီးတော့ထူထူတဲတဲပေါရောက်စီပါတယ်။သတိပြုရမှာက ဒီဆေးတွေကရေရှည်သုံးဆဲမှာကျိုးအာနိသင်ခံစားရမယ်ဆိုတာပါပဲ။စပင်းစားထိုးကုသခြင်း hair transplant နီးမှာတော့ဆေးဝါးတွေနဲ့မသက်တာတော့ရင်ဒါမှမဟုတ်ရေရှည်အဖြေကိုလိုချင်ရင်စပင်းစားထိုးကုသတာကအကောင်ဆုံးပါပဲ။ FUE နဲ့ FUT လို့ခေါ်တဲ့နီလန်းတွေနဲ့ခေါင်းရဲ့နောက်ဖက်ကစပင်းအိတ်တွေကိုတခုချင်းစီထုတ်ယူပြီးစပင်းပါတဲ့နေရာတွေမှာပြန်ဆိုက်လိုက်ရင်စပင်းအသစ်တွေဟာ တဘာဝအတိုင်းပေါက်လာပြီးတော်တော်လေးရေရှည်ခံတဲ့အတွက်စိတ်ပူစရာမလိုတော့ပါဘူး။တခြားရေးချဲ့စရာကုသနည်းတွေအနေနဲ့ကတော့ PRP ကုသနည်းနဲ့ low level laser ကုသနည်းတွေ ဆိုပြီး ရှိပါသေးတယ်။ PRP ကုသနည်းဆိုတာကတော့ကိုယ်သွေးထဲကရရှိတဲ့ plasma သွေးရည်ကြီးကိုဥယျာဉ်ပြားတဲ့ကိုပြက်ပြီးတော့ထိုးသွင်းပြီးတော့စပင်ပေါက်အောင်လုပ်တဲ့နည်းပါ။ ဒီပလက်စမာမှာသဗင်ကြီးထွားဖို့လိုအပ်တဲ့ပရိုတိန်းဓာတ်တွေပါဝင်တာမလို့သဗင်ကျွတ်တာကိုတတ်တာစီပြီးသဗင်ပြန်ပေါက်ဖို့အားပေးပါတယ်လိုးလေဗယ်လေးစားသီရပီသူကတော့အလင်းကိုအသုံးပြုပြီးကုသတာပေါ့အုတ်ထုတ်တာမှမဟုတ်ရင်ခေါင်းဖီးထဲမှာလေးစားအလင်းထုတ်လွှတ်ပေးတဲ့ကရိယာကိုထည့်သွင်းတက်ဆင်ထားတယ်အဲ့ဒီလေးစားအလင်းရောင်ကသဗင်အိတ်တွေကိုလှုံ့ဆော်ပြီးတာကြောင့်သဗင်တွေကိုပြန်ပြီးတော့ပေါက်စီပါတယ် ဒါကအိမ်မှာကိုယ်တိုင်လုပ်နိုင်တဲ့နီလန်တစ်ခုဆိုတော့အဆင်ပြေလွယ်ကူတာပေါ့အဲ့တော့အဓိကအချက်ကဘေးရာကကိုနဲ့အဆင်ပြေမလဲဆိုတာကတော့ကိုစပင်ကျွတ်တဲ့အချိန်ကြီးကိုသုံးဆွဲနိုင်တဲ့ကုံကြားစီပြီးတော့ဘလောက်ထိပြန်ကောင်းကျင်လဲဆိုတဲ့အချက်တွေပေါ်မှာမူတည်တာပေါ့နော် လူတိုင်းကတော့တပုံစံနဲ့တော့မဟုတ်ဘူးပေါ့နောက်ဆုံးအချက်ကတော့ဒါကတကယ်ရေးကြည့်တယ်နော်ရေပြားဆီအောင်ဖြစ်ဖြစ်စပင်အထုကုဖြစ်ဖြစ်တေချာလေးတိုင်ပင်ကြီးဖို့ပါပဲ သူတို့ကလေကိုယ့်အခြေအနေမှန်ကိုသိပြီးမှန်ကန်တဲ့လမ်းကိုညွှန်ပြပေးနိုင်တော့ကုံကြားစိတ်တသက်သက်သာနဲ့ထိထိရောက်ရောက်ကုသနိုင်တာပေါ့အားလုံးပဲဗီဒီယိုလေးကိုဆုံးဖြတ်ချုပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာနောက်ဆုံးတွေ့ကြမယ်နော်